ုရားနဲ့တရားနဲ့ဘယ်သူမြတ်တယ်လဲပေါ့ဟိုတုန်းကကြံဒီကံတို့ဘာလို့ဟောဘူးလဲဘုရားနဲ့တရားဘယ်သူမြတ်တယ်လဲလိုက်ဟောလိုက်မေးတာဆရာတော်ကြီးကြီးရောက်တော့ကမင်းတို့အယူတွေဆိုမောင်းထုတ်ပြတယ်အဖြေမပေးဘူးပေါ့လေအမှန်တော့အဖြေတစ်ခုပေးရပါမယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဟာသာသနာတွင်ဖြစ်နေတဲ့အတွက်ကျွန်တော်တို့မှာပေးတန်ရှိတယ်ပါဠိတော်ထာဝရဒီကသုတ်တံဝိနည်းအဘိဓမ္မာဒါတွေအားလုံးကကျွန်တော်တို့ရဲ့ပေးတန်မှာကျွန်တော်တို့ရဲ့မူဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ဗုဒ္ဓဘာသာတွေမှာမူဆိုတဲ့စနစ်ရှိပါတယ် ဥပမာဆိုပါစို့ကျွန်တော်တို့ဖြစ်စဉ်မြန်မာလိုပေါ့ပါဠိလိုပြောရင်တော့ဘဝတိတ်ကမလို့ခေါ်ပါတယ်ဖြစ်စဉ်နောက်ဒုတိယတစ်ခုကပယ်စဉ်ပဟာနကမလို့ခေါ်ပါတယ်နောက်နံပါတ်3ကျင့်စဉ်ပฏิပတ်တိတ်ကမလို့ခေါ်ပါတယ်နောက်ဘုံစဉ်ဆိုတာရှိပါတယ်ဘူမိတ်တကဘူမိတ်တကမလို့ဘုံစဉ်ဆိုတာရှိပါတယ်နောက်တစ်ခုကဟောစဉ်ဆိုတာရှိပါတယ်ဒေသနကမလို့ ။နောက်အမျက်စင်ဆိုတာရှိပါတယ်။ဓက္ခိကောယုကမဒီလိုအစင်တွေကိုကျွန်တော်တို့ဟာပေးတန်သဘောထားရပါလိမ့်။ဖရာတရားတန်ခါဆိုတဲ့ယရဏသုံးပါးကိုဆင်ထားတာ။ဖရာအမျက်လို့ရှေ့ရထားတာပေါ့။ဟုတ်လားအမိနဲ့ဖမှာအမိအမျက်လို့ရှေ့ရထားတာပေါ့လို့ဆိုပြီးကိုယ့်ရဲ့ဉာဏ်လေးနဲ့ခုနပြောတဲ့တက္ကဆိုတဲ့မာတက္ကဟိတုကြံစီပြီးတော့စဉ်းစားဆင်ခြင်ကြပါအဲ့တော့ကျွန်တော်တို့စဉ်းစားရမှာကကျွန်တော်တို့မှာပေတံရှိတယ်ကျွန်တော်တို့ဉာဏ်နဲ့မလုံလောက်တဲ့ခါမှာမြတ်စွာဘုရားရှင်ဟောကြားတဲ့ဒေသနာတော်ဒီနဲ့ ဖရာတရားတန်ခါဆိုတဲ့အစဉ်သုံးခုကိုဆင်တာဟာအမျက်ကိုဆင်တဲ့ဟာမျိုးမဟုတ်ပါဖြစ်စဉ်ကိုဆင်တာဖြစ်ပါတယ်ပဝတ္တိကမှာဖြစ်ပါတယ်ဖရာကအရင်ဆုံးပေါ်ထွန်းရပါတယ်ဘုဒ္ဓလောကေသမုတ်ပံတော်ဟိတာယသဗ္ဗပါဏိဖြစ်စဉ်ရဖရာဟာနံပါတ်၁ဖြစ်ပါဖရာဖြစ်ပြီးတော့မှအဲ့ဒီမြတ်စွာဘုရားရှင်ကနေပြီးတော့ဓမ္မကိုပေါ်ထုတ်ပါတယ်ဒုတိယဖြစ်စဉ်ကဓမ္မပါဓမ္မလောကေသမုတ်ပံတော်ဒုက္ခယသဗ္ဗပါဏိ အဲ့ဒီတော့အဲ့ဒီဓမ္မကိုကျင့်သုံးလိုက်တဲ့အခါမှာတန်ခါဆိုတဲ့လူဖွဲ့စည်းတစ်ခုပေါ်လာပါတယ်။တန်ခေါ်လောကီသမုတ်ပံတော့ပုံညခိတ္တအနုတ္တရဒါဖြစ်စဉ်ကိုပြောတာပါ။ဖရားပေါ်တယ်နံပါတ်၁ပြီးရင်ဓမ္မဆိုတာပေါ်တယ်။ဒီနေရာမှာဓမ္မကရှိပြီးသားလို့ပြောเสียရှိပါတယ်။သို့သော်ရှိပြီးသားပဲမြတ်သူပေါ်ထွန်းတာမဟုတ်ဘူး။ပွင့်ထွန်းတာမဟုတ်ဘူး။ညီကြီးအောင်မှာ၆စင်းလုံးကြီးတစ်ခုအနှစ်တစ်ထောင်လောက်ရှိကြာကျင်လဲကြာမရှိကျင်လဲရှိနေမယ်။သို့သော်လည်းတူဖော်မှုမရှိရင်ဒီ၆စင်းလုံးကြီးပေါ်ထွက်တယ်လို့ပြောခွင့်မရှိပါဘူး။ ဒါကြောင့်မြတ်စွာဘုရားရှင်ကအစဉ်အားဖြင့်၁ဓမ္မက၂တန်ခါက၃ဗုဒ္ဓနဲ့တန်ခါကိုဆက်သွယ်ပေးလိုက်တာဓမ္မနဲ့ဆက်သွယ်ပေးလိုက်ပါဒါကြောင့်ဗုဒ္ဓကမအရာဘုရားတရားတန်ခါလို့ဖြစ်စဉ်ကိုစင်ထားခြင်းဖြစ်ပါတယ်ဘုရားနဲ့တရားဘယ်သူမြတ်တယ်လဲတရားနဲ့တန်ခါဘယ်သူမြတ်တယ်လဲဘုရားနဲ့တန်ခါဘယ်သူမြတ်တယ်လဲဆိုတာဒါတွေကတော့အဖြေထုတ်မယ်လို့ဆိုရင်သူ့အရာဌာနနဲ့သူကျွန်တော်တို့အဖြေထုတ်ရပါလွယ်ကူတဲ့ဥပမာပေးပါမယ်နံပါတ်၁ချက် လက်ဝိချန်ပီယံရယ်ရေကူးချန်ပီယံရယ်အပြေးချန်ပီယံရယ်ဘယ်ချန်ပီယံကတော်လဲလို့မေးရင်အဲ့ဒီအတွက်အဖြေမရှိပါဘူး။ဘာကြောင့်လဲအရာဌာနမတူလို့ပါအကုန်လုံးအတော်တည်းပါပဲအထွတ်ထိပ်ကြီးပါ။ထိုနည်းတူစွာပဲဗုဒ္ဓဆိုတာဒီချမ်းသာခြင်းကျိုးကို ပေးစွမ်းနိုင်တဲ့အမြင့်မြတ်ဆုံးသောလူပုဂ္ဂိုလ်တူဓမ္မဆိုတာဒီချမ်းသာခြင်းကျိုးကိုပေးစွမ်းနိုင်တဲ့အမြင့်မြတ်ဆုံးသောသဘောတရားတစ်ခုတန်ခါဆိုတာဒီချမ်းသာခြင်းကျိုးကိုပေးစွမ်းနိုင်သောအမြင့်မြတ်ဆုံးသောလူအဖွဲ့စည်းတစ်ခုလူပုဂ္ဂိုလ်တူရဲ့သဘောတရားတစ်ခုရဲ့ လူအဖွဲ့အစည်းတခုအရာဌာနကွဲပါတယ်။ဒါကြောင့်ကျွန်တော်တို့ကထပ်ခွဲရပါတယ်။တက္ကိကောယုကမှာအမျက်စင်နဲ့ပြောကိုးကွယ်ရာမှာဗုဒ္ဓဟာယရဏနံပါတ်၁ဖြစ်ပါတယ်။မြတ်စွာဘုရားရှင်ကနတ္တိမေပฏิပုဂ္ဂလောလို့နှုတ်တစိခန့်နေခဲ့ပါတယ်။ငါနဲ့တူတဲ့ပုဂ္ဂိုလ်လောကမှာမရှိဘူးတဲ့။နမေအာဇရိယောအဋ္ဌိသတိသောမေနဝိသတိသတေဝကသမိန်လောကသမိန်နတ္တိမေပฏิပုဂ္ဂလော။ငါမှာဆရာလည်းမရှိဘူး။ငါတဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်မရှိဘူး။သူအမျက်ဆုံးလို့ပြောတာ။ ဒါကြောင့်အခြေအနေကြောင့်အခြေလေးကြောင့်အခြေရှိကြောင့်ဘယ်လိုပဲတတ္တဝါဆိုတဲ့စင်ရင်ဝင်တိုင်းဝင်တိုင်းအလုံးနဲ့မှာအမြင့်မြတ်ဆုံးဟာဗုဒ္ဓ။ဒါကြောင့်ဘုသူကိုးကွယ်မလဲလို့ဆိုရင်ဗုဒ္ဓကိုပဲကိုးကွယ်ရပါမယ်အမြင့်မြတ်ဆုံး။ဒါကြောင့်ကိုးကွယ်ရမှာဗုဒ္ဓဟာယရဏနံပါတ်၁ဓမ္မနဲ့တန်ခါနောက်ရောက်သွားပါတယ်။အဲဒီလိုကိုးကွယ်ရမှာထိတ်တန့်ခြင်းရောက်တော့လည်းပဲဗုဒ္ဓကစဉ်းစားတော်မူပါတယ်။လောကမှာတည်ဆုံးလူဦးကိုအလေးကလူမပြုတ်ဘဲနေရင်မကောင်းဘူးလို့ဗုဒ္ဓရဲ့ဉာဏ်မှာထင်ပါတယ်။ဒီတော့ဗုဒ္ဓသည်မိမိအလေးကလူပြုရမယ့်အရာကိုရှာပါတယ်။ပုဂ္ဂိုလ်ကိုရှာပါတယ်။ဘယ်သူမှမတွေ့ပါဘူး။ ဒါပြင်နောက်သဘောတရားကိုရှာတဲ့အခါဓမ္မကိုတွေ့ပါတယ်။ဤတရားကိုငါပင်လင်သိခဲ့လို့ဒီတရားတော်တွေသိခဲ့လို့သစ္စာတရားကိုသိခဲ့လို့ဗုဒ္ဓဖြစ်ကိုရောက်တယ်။ဒါကြောင့်ငါအလေးကရုပြုနေရမယ်လို့ဆိုပြီးဓမ္မကိုဗုဒ္ဓသည်အလေးကရုပြုနေရမယ်။ဒါကြောင့်သမ္မာသမ္ဗုဒ္ဓပုသိတံသီတသာနမမိဆိုတဲ့ကျမ်းဂန်ပါဠိလာရှိတဲ့နည်းဓမ္မံကရုံကတ်တော်အလေးကရုပြုရာဓမ္မဟာယရဏနံပါတ်၁ဗုဒ္ဓနဲ့တန်ခါဟာနောက်ရောက်သွားပါဗုဒ္ဓကိုယ်တိုင်သိပြင်လင်ဓမ္မကိုလေးကရုပြုနေပါနောက်တစ်ချက် တန်ဃာလှူဒန်းရမှာတန်ဃာဟာယရဏနံပါတ်1မြတ်စွာဘုရားရှင်ဒီဟုသောပုဂ္ဂလဒိဋ္ဌံကိုလှူခြင်းတဲ့တန်ဃာဒီဟုသောအဖွဲအစည်းအပေါင်းအစည်းကိုလှူဒန်းခြင်းကပို့ပြီးတော့မြင့်မြတ်တယ်လို့သာသနာရဲ့ရှေ့ရေးကိုကြိုတွေးပြီးတော့မြတ်စွာဘုရားရှင်ကတန်ဃေဒိဏံမဟဖလံတန်ဃာကိုလှူဒန်းတဲ့နေရာမှာအမျက်ဆုံးပဲလို့ဖွင့်ဆိုခဲ့ပါမြတ်စွာဘုရားရှင်ဒီပင်လေမိတိတော်ဂေါတမီလူတန်းနဲ့ရွှေချသင်္ကန်းကိုငါအာမလှူနဲ့တန်ခါအားလှူလို့၃ချိန်တန်တန်ညွန်ပြတော်မူခဲ့ပါတယ် တန်ခဂုံတော်၉ပါးမှာလည်းပဲအနုတ္တရံပုံညခိတံလောကသာအနုတ္တရံအတုမရှိမြတ်လာစွာသောပုံညခိတံကောင်းမှုမျိုးစစ်စိုက်ပျိုးရန်အလို့မှာအကောင်းဆုံးသောလေယာမြေလို့ညွှန်ပြခဲ့ပါတယ်။ဒါကြောင့်လှူဒန်းရမှာတန်ခါဟာယရဏနံပါတ်၁ဗုဒ္ဓနဲ့ဓမ္မနောက်ရောက်သွားပါတယ်။ဒီလိုဒီကျွန်တော်တို့တွေခွဲခွဲခြားခြားနဲ့ဝိသရဏဆိုတဲ့စိစစ်တတ်တဲ့ဉာဏ်တွေနဲ့တင်ပြရတာဟာကျွန်တော်တို့မှာပါဠိတော်သာဂရတိကာဆိုတဲ့မူ ဗုဒ္ဓဘာသာရဲ့ပေတံရှိလို့ပါပဲဒါကြောင့်မိမိတို့ရဲ့ဉာဏ်စွမ်းရှိတဲ့မြတ်လေးနဲ့တက္ကပိတလို့ခေါ်တဲ့ကြံစီတွေးဆကြံစီယုံမြတ်နဲ့တိုက်ဆိုင်ယုံမြတ်နဲ့ဒါနဲ့ညီညွတ်ယုံမြတ်နဲ့လည်းပဲအမှန်ရဲ့လို့မယူကြနဲ့အောင်လို့ကာလမတ်သုတ်တံဒေသနာတော်မှာမြတ်စွာဘုရားရှင်ဟာဟောကြားတော်မူခဲ့ပါတယ်ဒါကြောင့်ဒီကနေ့တင်ပြတဲ့ဟာတွေကိုကျွန်တော်တို့ဏီကုံချုပ်မယ်ဆိုရင်မာဆယ်ကျဲလို့ခေါ်တဲ့ကဘာကျော်တဲ့မာဆယ်ကျဲကဘာကျော်တယ်လို့ဆိုရခြင်းက ကေသမုတ်တိသုတ်တံလို့ခေါ်တဲ့ကာလမတ်သုတ်တံကိုဘယ်တိုင်းဒီဘယ်လူမျိုးဘယ်ဒေသပဲဖြစ်စေသွားဟောအမတန်မှစိတ်ဝင်စားကြအမတန်မှနှစ်သက်ကြပါတယ်ဒါကြောင့်